ကရင်ပြည်နယ်ဖအံမြို့မှာပြည်နယ်စစ်ကောင်စီအဖွဲ့ကလိုင်စင်မဲ့ယင်တွေကိုဖမ်းဆီးတာတွေလှုံ့ဆော်နေပေမဲ့ BGS စတဲ့လက်နက်ကင်အဖွဲ့စည်းတွေရဲ့ယင်တွေကိုတော့မဖမ်းရဲကြဘူးလို့ဒေသခံတွေကတန်လင်းထမ်းမှုပြောပါတယ်။ဇွန်လတရနေ့ကစပြီးဖအံမြို့မှာရှိတဲ့လိုင်စင်မဲ့ယင်တွေကိုကရင်ပြည်နယ်စစ်ကောင်စီကအဖွဲ့ဖွဲ့ပြီးမြို့ဝင်မြို့ထွက်နေရာလမ်းစုံတွေနဲ့လူသွားလာများတဲ့နေရာတွေမှာလိုင်စင်မဲ့ယင်တွေကိုဖမ်းဆီးပြီးတင်စီးတာတွေလှုံ့ဆော်နေခဲ့တာပါ။ဖံမြို့မှာစစ်တပ်ရဲ ရင်ထင်းရဲ့မိသား BGF စတဲ့အဖွဲ့ဆောင်ပါဝင်တဲ့လိုင်စင်မဲ့ရင်ဖန်စီရဲ့ဖွဲ့ဟာလူသွားလာများတဲ့ဖန်လှိုင်းဘွဲ့သွားလန်းဆောင်ဟိန္ဒူလန်းဆောင်မဲပေါင်စေးတန်လွင်တတာဝိုင်းဆင်လေးကအဝိုင်းတွေအပါဝင်ကျောင်းသားကျောင်းသူတွေရဲ့ကျောင်းတက်ချိန်အထူးသဖြင့်ကျောင်းစင်းချိန်တွေကိုအဓိကထားပြီးလမ်းမတန်းတာမကလမ်းကျိုလမ်းကြားတဲ့အထိပတ်ပြီးပိတ်ဆို့ဖန်စီနေတာပဲဖြစ်ပါတယ် ကျောင်းသားကျောင်းသူတွေရဲ့ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာလိုင်စင်မဲ့ယာဉ်တွေကိုပြည်내စစ်ကောင်စီအဖွဲ့ကလာရောက်ဖမ်းဆီးနေတဲ့အတွက်ကျောင်းသားမိဘတွေဟာသူတို့ရဲ့ကလေးတွေကိုကျောင်းပို့ကျောင်းကျူရမှာမတော်ရဲတော့တဲ့အတွက်အခက်အခဲတွေများစွာကြုံနေရတယ်လို့ဆိုပါတယ်ရှင်။ပြည်내စစ်ကောင်စီရဲ့လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့်ဖမ်းလိုင်းဘွယ်မြို့နယ်ထဲကလူမှုကယ်ဆယ်ရေးအသင်းပိုင်းကားအလုံးနီးပါးဟာလည်းဖမ်းမြို့ထဲကိုလူနာမပိုရဲတော့ပဲရန်နာထားရတဲ့အတွက် အရေးပေါ်လူနာရှင်နဲ့တကွမိသားစုရဲ့အတွက်ဒုက္ခများစွာကြုံနေကြရသလိုပုဂ္ဂလိကစေကံတချို့မှာလည်းလူနာတွေလာရောက်မှုမရှိသလောက်နေပါလာတယ်လို့ဒေသခံတွေကဆိုကြပါတယ်။လိုင်စင်မဲရင်ဖမ်းဆီးမှုကြောင့်ဖမ်းမျိုးထဲမှာလူသွားလာနေပါလာတဲ့အတွက်တိတ်ဆိတ်၆ကတ်လာနေပြီးအယောင်းဝယ်ဟာလည်းအရင်ကားလောက်မကောင်းကြတော့ဘူးလို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ဖမ်းဆီးပြီးကြောင့်ဒေသခံတွေဟာလိုင်စင်ရှိတဲ့၃ဘိန်းဆိုင်ကယ်တွေကိုခေါ်ယူအားထားအသုံးပြုနေရတဲ့အတွက် သုံးမိန်မောင်းသူတွေကတော့အရင်အခြေအနေကထက်ပုံမမောင်းကောင်းလာကြတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ဒါ့အပြင်နိုင်စင်မဲကားဖမ်းဆီးမှုကြောင့်ကျေးလက်ဒေသကျေးရွာတွေဘက်ကဒေသခံအများစုဟာဖမ်းမျိုးကဈေးကြီးတွေစီကိုလာရောက်ဈေးဝယ်ယူရတော့တဲ့အတွက်ဈေးဆိုင်ကုန်စုံဆိုင်တွေမှာအရင်ကထက်အယောင်ပုံမကြဆင်းလာနေပြီးလာဝယ်တဲ့သူတွေဟောင်းမရှိသလောက်နေပါလာတယ်လို့ဒေသခံတွေကပြောကြပါရဲ့ရှင်။ ပြည်နယ်စစ်ကောင်စီအဖွဲ့ဟာဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့လိုင်စင်မဲ့ယာဉ်တွေကိုပိတ်ဆို့ဖမ်းဆီးနေပြီးသားမကလမ်းကြိုလမ်းကြားတဲ့အထိပါလိုက်လံဖမ်းဆီးနေပေမဲ့လမ်းမကြီးပေါ်တွာလာနေတဲ့နေကြာဆောင်တပ် BGF DKBA ကကရင်ငြိမ်းချမ်းရေးကောင်စီ PC တပ်ဖွဲ့ပိုင်ကားတွေကိုတော့ဖမ်းဆီးလို့မရဲကြဘူးလို့ဆိုကြပါတယ်။ဇွန်လ၄ရက်နေ့ကဖမ်းမျိုးမှာလိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးနေတဲ့ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့နေကြာဆောင်တပ် BGF အဖွဲ့တို့ကြား လိုင်စိန်မဲ့ရင်ဖမ်းဆီးရတဲ့ပတ်သက်ပြီးနှစ်ဖက်ပြဿနာတွေဖြစ်ပွားခဲ့က PDF တပ်ဖွဲ့ဝင်တွေကကားဖမ်းဆီးနေတဲ့အဖွဲ့ကိုကျိန်းမောင်းသွားခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မှာစီးပွားရေး၊လူမှုရေး၊ပညာရေး၊လမ်းမှန်းဆက်သွယ်ရေးစတဲ့နေရာတွေမှာဒေသခံပြည်သူတွေကလိုင်စိန်မဲ့ရင်တွေကိုသာအဓိကအသုံးပြုနေရတယ်လို့လက်နက်ကိုင်အဖွဲ့အစည်းတွေတောင်မကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကပါလိုင်စိန်မဲ့ရင်တွေကိုအဓိကထားအသုံးပြုနေတာပဲဖြစ်ပါတယ်။